Hello အားလုံးမင်္ဂလာပါဒီနေ့ဗီဒီယိုထဲမှာတေးယိုယိုရငကားနှစ်ဘွားပေါ့နော်ငကားနှစ်မှာမွေးဖွားတဲ့သူတွေနဲ့ပတ်သက်ပြီးတော့ဒီ2025မှာတည်ရင်တည်ထိုက်တဲ့အကြောင်းအရာလေးလေးကိုပြပြပြသွားမှာဖြစ်ပါတယ်နဂါးနှစ်ဘွားတွေက1952 1964 1988 2000ခုနှစ်နဲ့2012ခုနှစ်ပြီး2024ခုနှစ်တွေမှာမွေးဖွားတဲ့သူတွေကိုနဂါးနှစ်ဘွားတွေလို့ခေါ်ဆိုသတ်မှတ်ကြတာဖြစ်ပါတယ်။နဂါးနှစ်ဘွားအများစုရဲ့ဇယိုက်လက္ခဏာတွေကတော့ ရည်မှန်းချက်တစ်ခုကိုချပြီးလို့ရှိရင်မမိတ်မတော့လှုပ်ဆောင်တတ်တဲ့အကျင့်စရိုက်ကလေးတွေရှိပါတယ်။အဲ့ဒါပြင်ငကားနှစ်ဘွားတွေအားစိတ်အားထက်သန်ဆုံးရာသီနှစ်ဘွားတွေထဲမှာပါဝင်ပါတယ်။ဆုံးမြချက်တစ်ခုကိုချပြီးရတယ်။ဒီဇိုင်းမမတ်လှုပ်ဆောင်တတ်တယ်လို့မီးသူပင်ကုတ်ကိုလာပြီးတော့ပေါ့နော်အနောက်ချက်တွေနဲ့ဘလူးဝက်တာတာကိုလိုချင်တာကိုဖြစ်ချင်တာကိုရအောင်လုပ်နိုင်စွမ်းရှိတဲ့ငကားနှစ်ဘွားတွေကိုဒီမှာအရင်ဆုံးသူတို့ရဲ့ကာရီတာလေးတွေကိုပြပြချင်ပါတယ်။အဲ့ဒီထဲမှာမှငကားနှစ်ဘွားအမျိုးသားတွေရဲ့ ကန်စားတာနဲ့သူတို့ရဲ့အချင်းစရိုက်တွေကတော့ငကားနှစ်ခွအမျိုးသားတော်တော်များများသည်အသက်ပေးအန္တရာယ်ကနေမကြာခဏကြုံတွေ့ရပေမဲ့လည်းထူးဆန်းစွာနဲ့ပဲလွမြောက်တတ်တဲ့เนาะတကယ်ကိုပဲလက်နက်တည်းရဲ့ဒဏ်ပြီးလို့ရှိရင်ဒီတိုက်ခိုက်တည်းရဲ့ဒဏ်ကိုအများကြီးခံနိုင်တဲ့ရာသီဘွားတွေထဲမှာအခမ်းအနားရအရှိဆုံးအမျိုးသားတွေလို့ဆိုပါတယ်။ဒါကြောင့်မို့လို့ရှီခစ်ကတရုတ်ဧကရစ်တွေကသူတို့ကိုသူတို့ပေါ့เนาะကောင်းငင်ပုံရဲ့ဒီအာသားတော်ငကားမင်းရဲ့သားတော်ဆိုပြီးတော့တင်စားပြီးတော့မှခေါ်ဝေလို့ရှိကြပါတယ်။ငကားနှစ်ဘွားအမျိုးသားတွေရဲ့ထူးခြားတဲ့ လက္ခဏာတွေကတော့ခန္ဓာကိုယ်ရုပ်ဆင်းတင်ပြမှာသူများနဲ့မတူဘဲနဲ့ထူးခြားစွာနဲ့တောက်ပါလင်းလက်တက်တဲ့သူတွေဖြစ်ပြီးတော့မွေးရပါဖုံးတကုတ်ကိုပိုင်ဆိုင်ထားတဲ့သူတွေဖြစ်ပါတယ်။မွေးကလေးကကောင်းသောစာတာ၊ငကားစာတာနဲ့မွေးလာတဲ့အမျိုးသားတွေဖြစ်တယ်ဆိုပြီးတော့ကိုယ့်ရဲ့ဒီအာဒီဘိုးဘေးမိဘတွေကယုံကြည်ပြီးတော့ပေါ့နော်တကယ်ကိုကောင်းတဲ့နော်တာယောက်ကြားလေးလို့လည်းအာယုံကြည်ကြပါတယ်။တေဟုတ်အာဒီရိုးရခွင့်ရဆိုလို့ရှိရင်ငကားနှစ်ဖွာမျိုးသမီးတွေပေါ့နော်ငကားနှစ်ဖွာအမျိုးသမီးတွေကကိုယ့်ရဲ့ခင်မုန်းတဲ့ပုံမှာ ကိုယ့်ရဲ့ပြောစကားအောင်မြင်စွာနဲ့ပြောဆိုနိုင်တဲ့သူတွေဖြစ်ပါတယ်။ဒါအပြင်ငကားနှစ်ဖွာအမျိုးသမီးတွေကထူးခြားတဲ့ဖုံးကန်နဲ့ပြေဆုံးတဲ့အမျိုးသမီးတွေပါ။ငကားနှစ်ဖွာအမျိုးသမီးတွေကိုကြည့်တိုင်းရင်အများစုသည်အိမ်တော်ရေးကန်အလွန်ကောင်းတဲ့အမျိုးသမီးတွေတွေ့ရပါတယ်။ကိုယ့်ရဲ့အိမ်တော်မက်သည်ယာတူးယာကန် ဒီအလုံးနိုင်စွမ်း၊ကင်နိုင်စွမ်းရှိတဲ့ပေါ့နော်။တကယ်ကိုပဲငွေကြီးကြီးအရာလေးချမ်းသာတဲ့ဂုံချက်တီလေးပြည်စုံတဲ့ဂုံတိတ်ခါနဲ့ပြည်စုံတဲ့အိမ်တော်ကြီးတွေကိုလည်းပိုင်ဆိုင်ရလေးရှိပါတယ်။ဒါအပြင်ငကားနှစ်ဘွားအမျိုးသားအမျိုးသမီးတွေကကိုယ့်ရဲ့လာမယ့်တာသမီးတွေကိုပါပြုစုပြိုးထောင်ပေးနိုင်တဲ့အမွေပေးနိုင်တဲ့တကယ်ကိုထူးချွန်တဲ့သူမျိုးတွေဖြစ်နေမွေးဖွားလာတဲ့ဇာတ်ရှင်တွေဖြစ်ပါတယ်။ငကားနှစ်ဘွားတွေက ကို့မှာရှိပြီးသားပေါ့နော်ရှိရင်ဆွဲအမွေအနှစ်တွေရှိရင်ဆွဲပညာတွေရိုးရာတွေကိုပုံမိုးပြီးတော့ခင်းတဲ့အရင်အစင်းမြင့်နိုင်အောင်လို့အတွက်တီထွင်ကြမ်းစားနိုင်တဲ့သူတွေလည်းဖြစ်ပါတယ်အဲ့တော့ရှေးထုံးကိုလည်းမပယ်နဲ့ဈေးသုံးတဲ့မကြွယ်နဲ့ဆိုတဲ့စကားအတိုင်းနဲ့ငကားနှစ်ဘွားအမျိုးသားအမျိုးသမီးတွေဟာရိုးရာကိုလည်းပဲယုံကြည်နှစ်သက်သလိုခင်းတဲ့အရင်လည်းအလိုက်မီအောင် အမြဲတမ်းတည်ထွင်ကြံစားရသူတွေဖြစ်ကြပါတယ်။ဒါကြောင့်မို့၎င်းနှစ်ဘွားအမျိုးသားအမျိုးသမီးတွေကရိုးရာလုပ်ငန်းကိုအခြေခံပြီးတော့မှခင်းနဲ့အညီတည်ထွင်တဲ့လုပ်ငန်းတွေမှာပို့ပြီးတော့စီးပွားဖြစ်ကြပါတယ်။အောင်မြင်ကြပါတယ်။အဲ့ဒီအယူအဆတွေမှာပို့ပြီးတော့အားတန်းကြပါတယ်။ဒါအပြင်၎င်းနှစ်ဘွားတွေကဘယ်ရာကူလုံးလုံးကံကောင်းမှုတွေနဲ့ပြည့်စုံနေတဲ့ရာသီဘွားတွေဖြစ်ပြီးတော့ကံဆိုးတဲ့နှစ်လေအမတန် never တပါတယ်။သို့တော့ထိုက်ဆွေးကြတဲ့နှစ်တွေမှာတော့၎င်းနှစ်ဘွားတွေအနေနဲ့ကိုလုံးနေတဲ့အရာတွေပြီးပို့ပြီးတော့အင်အားဆိုင်ထုတ်ရသလိုအရာမထင်တာလေးတွေနဲ့လည်းကြုံတွေ့ရတာမျိုးရှိရတဲ့အတွက် ီးနှစ်တွေမှာတော့အထူးသတိထားဖို့လိုပါတယ်เนาะ 2025မှာငကားနှစ်ပွားတွေကဘဝရဲ့အနေအမြင်လေးတွေကိုအနေငယ်ဆိုင်ခတ်ပြီးတော့ကြုံတွေ့ရနိုင်ပါတယ်။အများကြီးမဟုတ်ရင်တော့မှကို့အပေါ်မှာပေါ့နော်ကို့ရဲ့ဦးတည်ချက်တွေကိုကို့ရဲ့လုပ်နေတဲ့လုပ်ငန်းတွေကိုလွဲဖယ်သွားအောင်တွေးဖယ်သွားအောင်လာနှောက်ရတဲ့အတိုက်ခတ်တွေနဲ့ကြုံရဖို့ရှိတယ်။ကိုကိုယ်တိုင်ကတော့ဘဝကိုကောင်းကောင်းလေးဒီ2025ထဲမှာ control လုပ်ထားနိုင်ပြီးမဲ့ကို့ကိုလာရောက်ပြီးတော့ပြင်ပကနေနှောက်ရနိုင်တဲ့ပယောဂလေးတွေနဲ့ဒီငကားနှစ်ပွားတွေက2025ထဲမှာအနေငယ်တွေ့ကြုံမဲ့အဲ့ဒီကိစ္စလေးကိုဖြေရှင်းရနိုင်ပါတယ်။2025မှာငကားနှစ်ပွားတွေ ဲ့အလုတ်ကန်ကန်သည် very good ပါလုံးဝကို top ရောက်နေပြီးတော့2025မှာကိုဖြစ်ချင်တဲ့အလုတ်အတွက်ရည်ရှိအခွင့်အရေးကောင်းတွေရလာနိုင်ပါတယ်ဒီနှစ်မှာ2025ကနေ26 29 28ရှေ့နှစ်တွေမှာပေါ့နော်ကိုရဲ့ဘဝတစ်စိ့ချိုးအတွက်အလုံငန်းခွင့်အခွင့်အလမ်းတွေအများကြီးရနိုင်တယ်လို့အပြောင်းလဲရတဲ့ဒီနှစ်ထဲမှာရှိနိုင်ပါတယ်အဲ့တော့2025မှာငကားနှစ်ပွားတွေကရေချားမြေချားခရီးသွားရတာအလုတ်ကန်ပြောင်းတာအလုတ်ကန်ရာထူးတိုးတာစသဖြင့်အဲ့လိုကိစ္စတွေနဲ့ပတ်သက်ပြီးတော့ energy တွေကို180ရာခိုင်နှုန်းလောက်အသုံးပြုရတာမျိုးတွေနဲ့ကြုံရတဲ့ တ်ပါတယ်။ဒါကြောင့်ငကားနှစ်ဖွားတွေကဒီနှစ်ထင်မှာကျမ်းမာရေးလေးကိုလည်းအနေနဲ့သိထားဖို့လိုပါတယ်။အလုတ်ကိုအာယုံဆိုင်ပြီးတော့ကျမ်းမာရေးအညံ့လေးကိုလည်းပေါပေါက်တတ်ပါတယ်။ငကားနှစ်ဖွားတွေရဲ့ဒီနှစ်ကျမ်းမာရေးကံကတော်ရုံငကားနှစ်ဖွားတွေဒီဘလောက်ပဲထိခိုက်တံရရရဘလောက်ပဲမကျမ်းမာတာနဲ့ကြုံကြုံ တက်နိုင်သမျှပြန်ပြီးတော့ပေါ့နော် recovery ညံနေကောင်းတဲ့အာနေပွားတွေလည်းမှာပါပါတယ်ကောင်းတဲ့အရာဒီတွင်ပွားတွေလည်းမှာပါပါတယ်သို့တော့ဒီနှစ်ထဲမှာငကားနေပွားတွေကျမရင်နဲ့ပတ်သက်ပြီးတော့အသေးစိတ်ကလေးသတိထားကြည့်ပါ။ဘာကြောင့်လဲဆိုရင်ကိုယ့်ရဲ့စိတ်ကြောင့်အလုတ်ကိုင်းတွေပင်ပန်းတာကြောင့်မထင်မှတ်ပဲနဲ့နော်ရုပ်တရက်အာနာစီချောင်းဆိုးတာကအစပေါ့နော်ယောဂလေးတွေဝင်ရောက်လာတတ်ပါလေ။ဒီနှစ်ထဲမှာငကားနေပွားတွေအနေနဲ့ငွေရေးကြီးတဲ့အကောင်းဆုံးလို့ပြောရတဲ့အချိန်ကိုရောက်ရှိနေပါပြီ။ငွေရေးကြီးနဲ့ပတ်သက်ပြီးငကားနေပွားတွေကဒီနှစ်မှာလိုချင်တာရမယ်ဆို တဲ့အခြေအနေတစ်ခုကိုဖြတ်တန်းရမှာဖြစ်ပါတယ် ဒီနေ့မှာငကားနှစ်ပေါ်အများစုကနောက်ငွေကြီးကန်တဲ့ပတ်သက်ပြီးထူးခြားစွာနဲ့ကိုငွေဝင်ပါမယ်ဘလို့တော့ငွေဝင်နိုင်နေဆိုလို့ရှိရင်လမ်းတော်ရင်းနဲ့ပတ်စံကောက်ရတာမျိုးတွေရုပ်တရက်ထီပေါက်တာမျိုးတွေဒီငကားနှစ်ပေါ်ခလီသသေးလေးတွေရာဆာကိုပိုင်လုံငန်းမရှိတဲ့သူတွေတော့မှကြံဖန်ပြီးတော့မဟုတ်ရတာမျိုးတွေဖြစ်တတ်ပါတယ်အဲ့တော့ဒီနှစ်မှာ money flow energy ဒီငကားနှစ်ပေါ်တွေကိုစီးစင်းနေတာလဲတွေ့ရတဲ့အတွက်ကိုယ့်ရဲ့စီးစင်းလာတဲ့ငွေကြီးကြီးကန်ကငကားနှစ်ပေါ်တွေ2025မှာအတက်နိုင်ဆုံးထိမ့်သိမ်းပြီးတော့ငွေငွေထွက်ငွေမြတ်တာအောင်ဆောင်ရွက်မယ်ဆိုရင်ဒီနှစ်မှာကိုလိုချင်တဲ့ က်ကိုလိုချင်တဲ့ဖုန်းကိုလိုချင်တဲ့ကားအစားရှိတဲ့ရုပ်ဝတ္ထုပစ္စည်းတွေကိုပါစုဆောင်းပြီးတော့ဝယ်နိုင်တဲ့ကံကြမ္မာအခြေအနေနဲ့တွေ့ရမှာဖြစ်ပါတယ်။ဒီနေ့မှာငကားညက်ပွားတဲ့အနေနဲ့ relationship မှာဆိုရင်တော့ single တဲ့အနေနဲ့အရန်ကုန်ရင်ခုံစရာကောင်းတဲ့အချိန်လေးတွေရောက်ရှိလို့လာမှာဖြစ်ပါတယ်။ relationship ရှိပြီးသားသူတွေအတွက်ကိုယ့်ရဲ့လက်ရှိလက်တွဲပုံနဲ့တငယ်ချင်းလိုမျိုး partner လိုမျိုးပို့ပြီးတော့နောက်ပွင့်လင်းတဲ့ဆက်ဆံရေးတွေရရှိလာမယ်။တယောက်ကိုတယောက် romantic relationship တွေမဟုတ်တော့ဘဲနဲ့နားလည်မှုတစ္ဆာတရားခိုင်မြဲတဲ့တယောက်ကိုတယောက်ပေါ့နော်။အဂိမ်းနာတရား ကိုချင်းဆောင်မှုရေဒီနေ့ထဲမှာတော့ relationship မှာပို့ပြီးတော့အားကောင်းလာတာမျိုးလေးရေငကားနှစ်ဖွာတွေတွေ့ရပါတယ်ငကားနှစ်ဖွာအများစုက relationship မှာတော်ယုံနဲ့ကိုယ့်ရဲ့ခံစားချက်ကိုလုံးဝမဖော်ပြတတ်ပါဘူးကိုတကယ်ရွေးချယ်ပြီးသားလူဆိုလို့ရှိရင်လည်းလုံးဝမလွတ်စတန်ပေါ့နော်ကိုနဲ့အတူတူအမြဲတမ်း အဆွဲထားတဲ့သူတွေလည်းပါတယ်လို့ပဲပြောရမယ်ပေါ့เนาะငကားနှစ်ဘွားတွေကတော်ယုံနဲ့အကိုလူပြောက်ကိုမချစ်တတ်ပါဘူးเนาะ relationship မှာဆိုလဲတော်ယုံနဲ့လူပြောက်ကိုမချစ်တတ်သလိုကိုညီမထားတဲ့သူဟုတ်ပြီဆိုလို့ရှိရင်အဲ့ဒီကိုဘယ်တော့မှလက်တွေ့မဖြုတ်တတ်တဲ့အခြေမျိုးရှိပါတယ်ဒီနှစ်ထဲမှာငကားနှစ်ဘွားတွေကကိုယ့်ရဲ့တငယ်ချင်းနေတယ်မှာပေါ့เนาะအထူးသဖြင့်တော့ဒီ relationship မရှိသေးတဲ့ single တွေနေနဲ့ဆိုရင်ကိုယ့်ရဲ့တငယ်ချင်းနဲ့မှာအချီးလေးတွေပေါပေါက်တတ်တယ်ကိုနဲ့ခင်မင်နေတဲ့တငယ်ချင်းအဆင့်ကနေပြီးတော့အဆင့်တက်ပြီးတော့ เนาะအာဒီလက်တွဲပေါ်အဖြစ်နဲ့သွားရတော့မဲ့ခီးလန်းလေးလည်းတွေ့နေရတာရှိပါတယ်ဒါပေမဲ့အဲ့ဒါကငကားနှစ်ပေါ်10ယောက်မှာ9ယောက်လောက်ကအဲ့ဒီကလေးရှိတယ်ပေါ့နော်သို့တော့ခုနကပြောခဲ့သူပဲစီးပွားရေးအာ relationship အလုံးကောင်းနေပြီမဲ့လဲကျမရင်းနဲ့ပတ်သက်ရင်ငကားနှစ်ပေါ်တွေကဒီနှစ်ထဲမှာเนาะဟိုဘာဝတ်တစ်ချက်ပြီးသတိထားအောင်လဲဆိုလို့ရှိရင် relationship ကြောင့်ဖြစ်တဲ့ယောဂလေးတွေရှိပါတယ်အဲ့ဒါကဘာလဲမင်းတော့အသေးခွဲတဲ့ယောဂပေါ့နော်ဒီနှစ်မှာတော့အာငကားနှစ်ပေါ်တွေနေအထူးသတိထားဖို့အချက်ကအသေးခွဲတော့ ယောဂပြီးရင်ကိုယ့်ရဲ့ချစ်သူကပြစ်ထားလို့ချစ်သူကနေပြီးကိုယ့်ကိုအချိန်မပေးလို့ဆိုပြီးတော့စိတ်ကောက်တက်တဲ့ယောဂလေးတွေစိတ်ထဲမှာ overthinking ဖြစ်တဲ့ယောဂလေးတွေကိုနည်းနည်းလေးငကားနှစ်ဖွာတွေကကြီးနေတဲ့မှာသတိထားဖို့လိုပါတယ်အကြောင်းအရာတစ်ခုနဲ့ပတ်သက်ပြီး relationship မှာဆိုလို့ရှိရင်ကိုယ့်ရဲ့ trauma တွေကိုပြန်ပြီးကိုယ့်ကိုပြန်ဆော့ပြီးတော့တွေးတာစိတ်ဒဏ်ရာရစေတဲ့အတွေ့အကြုံလေးတွေကိုတွေးမိတာဖြစ်တဲ့အတွက်ကြောင့်ကျန်းမာရေးမှာလာပြီးတော့ထိခိုက်တာမျိုးတွေလည်းရှိတတ်ပါတယ်ဒါကြောင့်ငကားနှစ်ဖွာတွေဒီနှစ်ထဲမှာ ဈေးပြဝါပြလေးအချိန်ရေးကိုရှာဖွေနိုင်ပါစေလို့ဒီအနေပြီးအရင်ဆုံးဆုတောင်းထားပါတယ်နော်ဒီနေ့မှာငကားနှစ်ဘွားတွေအတွက်ကံကောင်းတဲ့ကဏ္ဍတွေကကဏ္ဍနံပါတ်1ကဏ္ဍနံပါတ်6နဲ့ကဏ္ဍနံပါတ်9ဖြစ်ပါတယ်။အဲဒီကဏ္ဍတွေကို အာထီကန်ကန်ဆန်းတဲ့နေရာတွေမှာလည်းကိုယ့်ရဲ့ဉာဏ်ရှိသလိုမျိုးကဏ္ဍတွေကိုအသုံးချသွားလို့ရပါတယ်ဒီနေ့မှာငကားနှစ်ဘွားတွေအတွက်ကံအကောင်းဆုံးအမြောင်ကတော့အညူရောင်နဲ့အဝါရောင်မျိုးဖြစ်ပါတယ်ဒါအပြင်ငကားနှစ်ဘွားတွေကဘယ်ရောင်ကိုပဲသုံးသောကံကောင်းတဲ့သူမျိုးဖြစ်တယ်ဆိုပေမဲ့ဒီနေ့ထက်မှအနက်ရောင်ကိုတော့တနေ့ကမြဝေစင်ရင်ကိုရှောင်ပေးတင်ပါတယ်နော်ဒီနေ့ထမားနဂါနှစ်ပွားရဲ့အတွက်တေရော့အကြံဉာဏ်လေးပေးဖို့အတွက်ဒီမှာ spiritual uh snakes ဆိုတဲ့ tarot decks လေးနဲ့တစ်ချက်လေးကြည့်ပေးပါမယ်။ ကားနဲ့ပွားတွေအတွက်တဲတော့အကြံဉာဏ်ပေးဖို့အတွက်ကိုကက်လီဆွလိုက်တဲ့ခါမှာ Ace of Pentacles ဆိုတဲ့ကက်လီကြပါတယ်။ Ace of Pentacles ဆိုတဲ့ကက်လီကငွေကြီးကြီးနဲ့ပတ်သက်ပြီးစီးပွားရေးနဲ့ပတ်သက်ပြီးအင်မတန်မှောက်ကောင်းတဲ့နမိတ်ကလေးပါ။ငကားနဲ့ပွားတွေဒီနှစ်ထဲမှာစီးပွားရေးအသစ်လုံးမဲ့သူတွေလည်းစီးပွားအသစ်ဖြစ်ပါမယ်။ငွေကြီးကြီးအလုတ်ကိုင်းနဲ့ပတ်သက်ပြီးတော့အသစ်အစမ်းတွေစီစဉ်ထားတဲ့အသစ်အစမ်းလေးတွေလူချင်းနဲ့အသစ်အစမ်းတွေကိုစူးစမ်းမယ်။ကိုယ့်ရဲ့အရင်ကတော့မလုပ်လိုက်ရတဲ့အိမ်မက်တွေကိုဒီနှစ်ထဲမှာအကောင်အထည်ဆောက်ဖို့မယ်ဆိုရင်အရန်ကိုကောင်းတဲ့မြင့်ဖြစ်ပါတယ်။ Very good omen ပါ။ဒါကြောင့်မို့ငကားနဲ့ပွားတွေကဒီ ီနှစ်ထဲမှာစိတ်ခံစားချက်တွေနောက်ကိုလိုက်ပြီးတော့စိတ်လိုက်မှန်ပါတယ်လောက်တာအထက်ပေါ့နော်ဒီနှစ်ထဲမှာကိုယ့်ရဲ့စိတ်ကတကယ်ကောင်းသော passionate ဖြစ်တဲ့ပျော်စရာကောင်းတဲ့လုံလောက်ဝရိယနဲ့ကိုယ်တကယ်စိုက်တဲ့ relationship တွေကိုယ်တကယ်ပျော်ရွှင်တဲ့အချစ်ရေကိုယ်တကယ်ပျော်ရွှင်တဲ့အလုပ်အကိုင်းကိုယ်တကယ်ကိုယ်နှစ်သက်တဲ့ကိုယ့်ရဲ့ကိုယ်ပိုင်းမိသားစုတွေနဲ့ပတ်သက်ပြီးတော့ဒီနှစ်ထဲမှာသတင်းစကားကောင်းတွေအများကြီးရသလိုကိုယ်စူးစမ်းရင်စူးစမ်းတော့အဲ့ဒီအရာတွေမှာလည်းပဲအရာထင်မှဖြစ်ပါတယ်အကြောင်းမဲ့ငကားနဲ့ဖွားတွေအတွက်ဒီနှစ်ဒီနော်ဒီနှစ်မွေးနှစ်ထဲမှာငကားတွေက ကံညက်နေတယ်ဆိုတော့ညာလဲပဲကိုယ့်ရဲ့တယောက်ချင်းစီရဲ့ဇာတာကွင်းတယောက်ချင်းစီရဲ့ဇာတာအရာရောပေါ့เนาะပြီးရင်ကိုကိုယ်တိုင်းစူးစမ်းအထောက်မှုအရာရောကံကောင်းခြင်းလေးတွေကိုနဲ့ထက်ချက်မကွာထပ်ပြီးတော့ရှိနေအောင်မယ်လို့ဒီကနေပြောပြစင်ပါတယ်အဲ့ဒါကနေပြောရတဲ့အားလုံးပဲကံကောင်းပါစေရှင်